ရွာလာပြီးရီဆူကန်အန်ဆာ plus plaster ကကအားကောင်းပြီးဒံယာရီကိုရင်းနှီးခုံမုံနေမဝင်အောင်ဘလို့အချိန်ကြီးမှာပဲဖြစ်ဖြစ်အကောင်းဆုံးကာကွယ်ပေးတယ်ရီဆူကန်အန်ဆာ plus ချက်ခင်ကတဲ့အည်သေးပုံပုံကောင်းမှုနဲ့ရီဆူကန်အန်ဆာ plus အစ်စ်ကိုမေးဆက်လိုက်ပါပြီ။ ွေလို့ချင်ခဲ့တာကလည်းငါရဲ့အိမ်မက်ခနာတာလွင်မျောရဲ့မိတ်မော်အိမ်ဆက်ဒီစားကိုတော့ချင်ခဲ့တာကလည်းငါရဲ့အိမ်မက်ဒီလမ်းကိုရှောက်ချင်ခဲ့တာကလည်းငါရဲ့အိမ်မက်ဒီနေ့လို့ဖြစ်ချင်ခဲ့တာကလည်းငါရဲ့အိမ်မက်မြဲတဲ့မောချာငါချိုးစားလို့ရှိဆက်ရမဘောကတဲ့ကမကလည်းငါရဲ့လို့ဖြစ်လာရင်ရေကြီးရမျက်နှာရကိုတွားရောက်နေထိုင်ပြီးဘဝရက်ဒီရေအသက်ရှင်နေထိုင်ရေးအတွက်ရုံးကန်လှုပ်ရှားကြရဲဆိုတာဓမ္မရာတစ်ခုပါဒီလိုရွှေပြောင်းနေထိုင်ရင်ဘဝကိုအတိတ်ပဲရှိရှိရည်တည်ဖို့အတွက်တော့ လူဆိုတာမျောလင့်ချက်ဆိုတာလိုးလာပါတယ်။မျောလင့်ချက်မရှိရင်ဘဝရည်တည်ရေးအတွက်စိန်ခေါ်မှုတွေကိုဘယ်လိုကျော်လွှားကြမလဲ။အယောင်သွေးစုံနဲ့ရန်ကုန်မြို့ပြကြီးမှာကျေးလက်တောရွာနယ်ပယ်အသီးသီးကလူငယ်တွေဟာမျောလင့်ချက်အသီးသီးနဲ့ပြောင်းရွှေ့အခြေချနေကြတဲ့ဒီကနေ့ခေတ်မှာလေခွင်းတွေကရနံ့တွေအစားဆက်ယုံအလုပ်ယုံတွေရဲ့နဘေး ိမ်မက်တွေကိုစီပိုက်ပြီးရောက်လာခဲ့ကြတာပါ။ငယ်တဲ့မမယောက်ျားလေးထက်စားရင်မိန်းကလေးတွေဟာဘဝအတွက်စွန့်စားရတာတွေကပိုပြီးများပါတယ်။တောမှနေရင်ဘာမှတိုးတက်မှာမဟုတ်ဘူးဆိုတဲ့အမြင်နဲ့ကိုပိုင်အချုပ်ဆိုင်လေးဖွင့်ကျင်တဲ့စိတ်ကူးနဲ့ရန်ကုန်ကိုရောက်လာတဲ့အထဲချိုးအလုတ္တမလေး လှလှယူပြောင်းဒီဇိုင်နာဖြစ်ချင်နေသူပါလက်တွေမှာတော့သူ့မှာစွန့်စားရတာတွေရှိနေပါတယ် တော့မနေတော့ဘာမှမတို့တက်ဘူးပေါ့နော်အဲ့ဒါမျိုးတို့တကယ်ကြီးမရောက်ဆိုင်ဖွင့်မယ်ဆိုင်ဖွင့်မယ်ဆိုတော့တို့မြွတ်တက်ကြမယ်ပေါ့မြွတ်တက်ကြပြီးတော့အဲညုံဝါနေနေလောက်ချင်းနေတားကြပြီးဆိုတော့တို့ဆိုင်ဖွင့်မယ်ဒေါ်ရီလည်းကုညီပေးမယ်ဆိုင်ဖွင့်နိုင်အောင်ဆိုင်လည်းရှိတယ်တို့ကကြိုးစားမယ်လုံနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်တို့ကုညီပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးနဲ့တက်တာဟုတ်ဆောက်ပတ်ကြတကွနဲ့တက်လာတဲ့ပုံစံမျိုးလေဒါပေမဲ့မိဘတွေကလည်းအားမပေးဘူးလားမျိုးဆိုအားတော့ပေးဒါပေမဲ့ကိုယ်အားမရဘူးပေါ့နော်ဟိုတော့မှနေရတယ်ဖြစ်တယ်တော့နေတော့သားဆိုတော့ဒီလောက်ကြီးရောက်တို့မမျော်မထားဘူးပေါ့နော်အဲ့အဲ့ဒါ ်မှကွာထိုးကြုံပြီးတော့ဟုတ်ပြီတို့ပထမဆုံးငွေရအောင်ရှာမယ်ငွေရအောင်ရှာပြီးတော့ငွေစုမယ်ငွေစုမှတင်တဲ့တစ်ခုခုတက်မယ်ဒါဆိုတာမျိုးသမီးတင်တဲ့အလိုဒီဇိုင်နာတော့ဒီဇိုင်နာလောက်တက်ဖို့တော့အစီအစဉ်ရှိတယ်ဒါပေမဲ့ခုလောဆယ်ငွေမငွေသေးတဲ့အတွက်ဒီဇိုင်နာတက်ဖို့အစီအစဉ်မရှိဘူးဘာသာအိုက်ဟာတော့ရအောင်လို့အခုငွေစုနေတယ်။အခုတော့လည်းမရှိဘူး။ No cha mana tanda so i met with alone let me pimme la khan tha ba di kha du bin ne ဆန်သွားလားစကားများရင်မှပါလုံးဆန်ရှိတာမြန်လုံး water mint လမ်းရှာရန်ကုန်မှာတင်တန်းတစ်ခုတက်ပြီးကို့မွေးရဲ့ဇာတိမှာပြန်လဲရက်ဒီကိုစိတ်ကူးပေမဲ့အလောက်ကင်အခွင့်လန်းကနည်းမှမရှိလို့ရန်ကုန်မှာရင်လုံးချာလဲနေတဲ့စုစန္နာကျော်ကရန်ကုန်မြို့ကိုရောက်တာနှစ်နှစ်ကျော်ပါပြီအဆောင်မှာနေရင်ကုမ္ပဏီတစ်ခုမှကြီးကြပ်ရေးရာထူးနဲ့လုပ်နေပါတယ် တင်းနှက်တက်ပြီးလည်းနေမှာလောက်ဖို့အလောက်ကအဆင်မပြေဘူးတချို့လုံးရှိအောင်တော့ကိုကြိုက်အောင်မှကိုကြိုက်တော့လည်းလုံးရတာကကို့မှာအခက်အခဲအများကြီးရှိရဲ့ဘို့ပါတင်းနှက်ကတည်းကတက်တက်နေနေပဲအလုပ်တွေကလုံနေရတာဆိုတော့ဒီတစ်ခုလည်းပြီးလို့ပြန်သွားလဲဟိုဒီတစ်ခုပြီးရပဲရှိမယ်ထပ်ပြီးတော့ update မဖြစ်ဘူးအားကြောင့်လို့ပေါ့ အဲ့တော့အခက်အခဲကကားကလည်းစီးရတာအဆင်မပြေဘူးကားလည်းစီးတယ်ဟုတ်အဲ့တော့ကားသွားရတာဒီလိုပေါ့ဘက်စကားစီးရတာဒီခါလေးတော့ဘက်စကားကြီးမစီးဟာအဲ့လိုမျိုးတွေပေါ့ဟိုဘက်မှတ်တိုင်ရောက်လို့ရောင်မှန်းလည်းမသိအဲ့လိုအဲ့လိုမျိုးတွေပေါ့အဲ့လိုအလုတ်ကသွားရတာဆိုတော့ကြတော့လေပြောကြအလုတ်ကလည်းချိန်မရောင်သွားရတဲ့အဲ့လိုမျိုးခက်ခဲရှိရပေါ့ပြီးတော့ကျတော့ဒီအဆောင်မှာဆိုတော့ကိုတယောက်တည်းမဟုတ်ဘူးကွာလူများစုနဲ့နေရအဲ့လိုမျိုးတော့နည်းနည်းခက်ခဲရှိတာပေါ့သူတို့တွေရန်ကုန်မှာရက်တီရတာဟာအိမ်မက်ထဲကအတိုင်းတော့မဟုတ်ပါဘူး စိတ်တဲ့ကြကြရာတွေရှိရင်မြဝကျွန်းပေါ်ကမိဘတွေနေအိမ်ပြန်ပြေးခြင်းပေမဲ့မျောလင့်ချက်တစ်ခုအတွက်ဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေစေပါလှလာကြီးကတချင်းချင်းအဆင်ပြေလာမယ့်နေ့ကိုစောင့်နေစေပါ တော့ပဲပြန်ရတော့မလို့လို့ပေါ့နော်အဲတော့ပဲပြန်တော့မယ်တို့လုပ်ဖို့တော့စဉ်းစားစဉ်းမပြေတော့ဘူးတို့နည်းလည်းတားသလားမကင်ဘူးရဲမဖြစ်သေးဘူးအဲ့လိုမျိုးမလုပ်ဘူးတကယ်ချင်းတို့နည်းအဲ့လိုမျိုးတို့ဖြစ်စေချင်တယ်အဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုမျိုးစိတ်ကြကြလို့မဖြစ်ဘူးပြန်ပြီးအားတက်လားတနည်းအားမဟုတ်တော့တနည်းအားတို့နဲ့ kait တဲ့အစဉ်ပြေးနေရရှိကောင်းရှိမယ်ရှာမယ်ပေါ့နော်တကယ်ကြီးကလည်းအဲ့လိုမျိုးကိုယ်အမြဲတမ်းပုံဆက်ကိုယ်လည်းသူ့ကိုအားပေးကိုယ်သူကလည်းကိုယ်အားပေးပေါ့အဲ့လိုမျိုးအားပေးနေတယ်အခုအခုဆိုလို့ရှိရင်သူလည်းတနေရမှာလေမိမလည်းတနေရမှာအခုမှ ပြန်ပြီးတော့သူနဲ့ဖုန်းနဲ့လည်းဆူဆူနဲ့တူပါရှိရုံမှာအနောက်ရောက်အဲ့လိုဖြစ်တာပေါ့နော်စိတ်တွေကတော့အဲ့လိုဆိုင်တော့ဆိုင်တာပေါ့နော်အဲ့လိုပဲပြောတော့ကိုကတော့ပဲပြန်မယ်အဲ့လိုမျိုးစိတ်တော့အများကြီးရှိတာပေါ့ဒါမျိုးလို့လည်းဘေးရလည်းအားပေးကြပါတယ်အဲ့လိုမျိုးတို့နှစ်ယောက်ဒီမှာဟာဒါမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုဖြစ်ဘူးဒီလိုမျိုးနေလို့ဖြစ်ဘူးပြန်ကြိုးစားမယ်အဲ့လိုလာမျိုးလည်းတော့ကိုယ်စိတ်ကိုပြန်ပြီးတော့ဟိုမှာဖြစ်ကအတင်းရတော့ရှိတာပေါ့ဟုတ်ကဲ့ကြိုးစားနေချင်းလူတွေကိုခဏသိမ့်ခံချင်းလေးပေါ်မူတီမမန်တွေကိုလည်းရှော့ရပြန်မ ံကလုံနေပြီငါတမန်ငါလက်ဖြန်မိသားစုရက်တီဖို့အာမတင်ရှောက်ရပြန်ခုသူတို့ဘောကိုရက်တီရတယ်ဆိုတဲ့လွတ်လပ်မှုကလွဲရင်သူတို့ဘောကရုန်းကန်မှုဟာအခက်အခဲတွေအများကြီးပါမိန်းကလေးဖြစ်လို့ပဝန်းကျင်ကိုလည်းပိုပြီးသတိထားဂရုစိုက်ရတဲ့မြမအတိုင်းဝိုင်းမှာမိန်းကလေးတွေဇာတိကနေရွှေ့ပြောင်းပြီးအိမ်မက်နောက်ကိုလိုက်ရတယ်ဆိုတာရေတဲ့အယုတ်ရေးရသလိုဖြစ်တတ်ပါတယ်ဒီအတွက်ရင်ဆိုင်ရမယ့်အရာတွေကိုကြော်လွှားဖို့ကတော့တတ္တိတစ်ခုသာလိုပါတယ် ဒီရန်ကုန်မှာကျွန်တော်အတိလည်းမရှိတော့ဒီမှာအဆောင်လာနေရပေါ့ခွာအဲ့မို့အဆောင်မလာနေတော့ခက်ခဲဆိုတော့မနေ့ကဆိုရင်လည်းစောကြီးနည်းနည်းစောစောထားရတယ်ပေါ့ကိုကတော့ကိုချက်ပြုတ်အဲပြီးတော့ကျတော့အဲ့လိုမျိုးယုံသွားအဲ့ဒါလေယုံသွားနေတဲ့အချိန်မှာလည်းဘယ်လိုပြောရမလဲကတ်ချက်တာတို့ဘာလို့ရှိရအတွက်နည်းနည်းစောစောထားတခါတချို့တချို့ကြောက်တယ်ကိုဆိုမိုးရင်းဆိုရင်တော်တော်ကိုအဆင်မပြေဘူးပေါ့အဲ့လိုမျိုးရန်ကားလန်းနေတဲ့ချက်တို့လို့တချို့နေရာကြီးကြလေယုံရောက်တဲ့အချိန်က လိုပြောရမလဲနန်းနေပါရနန်းနေရှောက်ရသေးတော့အဲ့လိုမျိုးတော့နည်းနည်းချက်သေးဖြစ်တာပေါ့အဲ့လိုမျိုး ဒီကတော့ဟိုမှာပဆက်ရှာရတာခက်ခဲတယ်ကွာဒီမှာပဆက်ရှာရတာပိုလွယ်ကူတယ်ပြီးတော့အဓိကကတော့ကို့မိသားတွေကိုကိုပြန်ပြီးတော့လှုပ်ချွေးခြင်းလို့ပေါ့အဲ့လိုမျိုးကျွန်တော်ကဘောလို့ရောက်ခါဆိုတော့ကိုယ်ပတ်ဝန်းကျင်လည်းမဟုတ်တော့အတွားလာလာနေရတိုင်းလာမှအစားပေါ့နော်အဲ့လိုမျိုးအ တော်တွေဆိုလို့ရှိရင်လည်းဟိုဒီချိန်ရတာတင့်တော်တွေဒီချိန်ရတာမတင့်တော်ပြန်လို့ကောင်းတယ်မကောင်းဘူးเนาะအဲ့လိုမျိုးသူတို့အချိန်ပိုင်းတတ်မှတ်ပြီးတဲ့အဲ့ဒီလှုပ်ရှင်တွေတန်းရတာပေါ့နော်အစ်မတို့ကတော့နည်းနည်းလှမ်းအခုကမိမဆိုလို့ရှိရင်မိနစ်20ပတ်ဝန်းကျင်တော့လှမ်းရှောက်ကအရှောက်ကတော့ခါကြတော့သူတို့က7နာရီခွဲ7နာရီတက်မှတ်ထား ဒါမှမဟုတ်ကိုကလည်းဟိုလောဘပေါ့နော်ဟိုလုပ်ငန်းလောဘတက်သွားတဲ့ခါကျတော့အဲ့ကိုကနာကြောက်နာကြီးဖြစ်တယ်ဒါပေမဲ့သူကမနေ့ရှင်ညာရှိကြတာပုံမှန်တတ်မှတ်ထားအမွန်ကြီးနေနေပြောရမယ်ဆိုလို့ရှင်တော့ကိုကတောမှနေခဲ့တာဆိုတော့တော်တော်သိရတဲ့အတိုင်းပဲလေလောလောလည်းပေါ့ပါပဲဒါပေမဲ့မျိုးစရာကတော့အေးနေနိုင်ပေါ်တော့ဘာမှမဖြစ်ဘူးကိုပဝင်ခြင်းဖြစ်တာလည်းရှိတယ်ဒါမှမဟုတ်သူမဟုတ်ကိုနဲ့စိတ်နဲ့ပတ်ဝန်းကျင်ဖြစ်တာလည်းရှိတော့တော်တော်လေးတော့ဂရုစိုက်ကြတာပေါ့နော်အဲအဲ့လိုမျိုးရှိတယ်မြို့ပြမှာ လူငယ်တယောက်အနေနဲ့ရုန်းကန်ရတဲ့စွန့်စားမှုတွေကတော့တယောက်နဲ့တယောက်ကြီးမှန်းချက်မတူညီကြပေမဲ့တူညီကြတာကတော့တကယ်ပြင်ပလောကကြီးရဲ့တောင်းဆိုမှုတွေကိုပတ်ပင်းရင်ဆိုင်ရတဲ့ရွေးချယ်မှုတွေပါပဲ။ငှက်တွေဟာပြန်ရင်သေးကြရသလိုလူတွေဟာလည်းကြံရင်နဲ့သေဆုံးကြတာမို့သူ့အိမ်မက်တွေကိုလက်မလွတ်ဘူးလို့လှလှကြီးကပြောပါတယ်။ဒါပေမဲ့တကယ်တမ်းအလုံးလုံးကိုတက်လာတဲ့အခါကျတော့အရင်ရို့ ဖောင်းပွားနေတယ်လို့ပဲပေါ့နော်အဲ့လိုမျိုးကိုတွေးထားရတဲ့ဟာနဲ့ကိုတက်ထားတဲ့ပညာလေးနဲ့အဲ့လိုမျိုးဖြစ်နိုင်ဘူးမရသေးဘူးလို့ပဲတွေ့တာပေါ့နော်ဟိုအရာရာတိုင်းမှာကိုကလွယ်တယ်ထင်ခဲ့ပေမဲ့လွယ်ဘူးသူကလည်းသူအခက်ခဲတွေကတော့အများကြီးပဲ ပြီးတော့အဲငွေပေါ့နော်ငွေရလဲဥမာမနေ့စာစားဖို့ဆိုရင်တော့မပဲနေလီ300လောက်ကလေဒါချို့ချင်းစားရတဲ့သူမှဖြစ်မှာထမင်းမပါဘူးထမင်းညစားကြရတယ်မို့လားအဲ့ဆိုဖွင့်ငွေတော့မှတနည်းကိုတစ်ထောင်ကျော်လောက်ရှိတယ်အဲ့တော့ပြန်စုမဲ့ဟာနဲ့ကျတော့တော်အဆင်ပြေဘူးအဲ့တော့ဒီလုပ်ငန်းနဲ့စင်းမျောပလားဆိုတော့မဟုတ်ဘူးเนาะခုနဖြစ်ချင်တာကကိုပိုင်ဆိုင်နဲ့ဘယ်လိုခေါ်မလဲကိုကိုရဲ့ယုံကြည်မှုနဲ့ကိုကွာအဲ့လိုမျိုးကိုစိတ်တိုင်းညာ ခုဖြစ်ခြင်းနဲ့ဒါပေမဲ့အခုဖြစ်နေတာတမျိုးဆိုတော့အဲ့ပုံစံမှာတော့ရက်တော့မနေဘူးတဲ့အသွားတော့သွားမယ်ဒါပေမဲ့သွားနေတယ်ဟိုမရောက်သေးတာပဲဖြစ်မယ်ဟယ်လိုဘယ်လိုလဲမာရဲ့အိမ်မက်ဒီလမ်းကိုရှောက်ရှင်ကဲတာကလည်းမာရဲ့အိမ်မက်ဒီနေ့လိုပြစ်ချင်ကဲတာကလည်းမာရဲ့အိမ်မက်မြဲတဲ့ no ချာငါ調査လို့ရှေ့ဆက်